ကဲနောက်တစ်ခုပန်းပန်းကတ်တယ်ဆိုတဲ့အကြရတဲ့အခါကျတော့ပန်းဆိုတာအချိန်ကာလသတ်မှတ်ချက်လုံးဝမရှိဘဲအချိန်မဆိုကတ်လို့ရတယ်အဲ့ဒီမှာလဲမေးเสียမေးခွန်းလာတယ်ပေါ့ဖယားကိုပန်းကတ်တာဘာရွယ်ချက်နဲ့ကတ်တယ်လဲဒါမေးလို့ရပြီဟုတ်ပြီနော်တက်တော်တင်ရှားဖယားကိုရွယ်ပြီးတော့ပန်းကတ်ပါပြီတဲ့ဒီပန်းကတ်တာဘယ်ရွယ်ချက်နဲ့ကတ်တယ်လဲဖယားပန်ဖို့လားဖယားရှူဖို့လားနန်းဖို့လားမေးလို့ရမရ ရိုးရိုးရှစ်ပါးသီလထိမ့်နဲ့နေကြရင်တော့မာလာဓာရဏပန်းမပန်ရဘူးဟုတ်တယ်လားဂန္ဓဝိလိပနစသည်ဖြင့်အမွေးနှံတာတွေလိမ့်ချေတာတွေနန်းရှူတာတွေမလုပ်ရဘူးဆိုပြီးတော့ဖျားကြတော့ဘာကြောင့်ပန်းကတ်တလဲလို့ကို့ဘာသာတွင်းကတန်းငယ်သမီးငယ်တွေလည်းမေးလို့ရတယ်လို့ဘာသာကြားတွေဘက်ကရောမေးလို့ရမရဒါဆိုတော့ကျမတို့က ဖះကိုပန်းကတ်တာဘာရွေချက်မှမသိတော့ပန်ဖို့လားဆိုလဲမဟုတ်ဘူးနန်းရှူဖို့လားဆိုလဲမဖြစ်နိုင်ဘူးဒါဆိုဘာရွေချက်နဲ့ကတ်တယ်လဲဆိုတာကိုယ်လည်းစနစ်တကျသိထားဖို့လိုမလို့ကဲဓမ္မမိတ်ဆွေတင်ဘူးပြီးသားသူများလုံးဝမဖြေပဲနဲ့မတင်ရသေးသောသူများနဲ့ကျမနဲ့ဆွေးနွေးကြစို့တင်တန်းဆိုတော့ပွဲမဝေအပြင်ကကျင်းပတင်မှုပြီးသားသူများတီးပြီးသားသူများလုံးဝမပြောဘဲနဲ့ကူညီပါနော် ကဲကျမမေးပါရစေဖះရောပန်းကတ်တာဘာရည်ရွယ်ချက်နဲ့လဲမေးပြီလေပန်းဖို့လည်းမဟုတ်ဘူးရှူဖို့လည်းမဟုတ်ဘူးနမ်းဖို့လည်းမဟုတ်ဘူးဆိုဘာရည်ရွယ်ချက်နဲ့ပန်းကတ်ပြောကြည့်အောင်ဆရာလောင်းမြဆရာမလောင်းမြဟုတ်ရဲ့လားဟုတ်ရဲ့လားအိမ်တွင်သာသနာပြုမဲ့ပုံကိုယ်တွေရောဟုတ်လားဟုတ်တယ်နော်အိမ်တွင် ရက်ွက်တွင်းမြို့ရွာတွင်းတိုင်းပြည်တွင်းနိုင်ငံတွင်းသာသနာပြုမှာမဟုတ်ဘူးလားကဲဖြေပါဦးသူများမေးပြီတဲ့ကဲမင်းတို့ဖျားကိုဘာကြောင့်ပန်းကတ်တာလဲမေးပြီကဲဘလို့ဖြေမဲရှင်းရှင်းဖြေပါရရဖြေပါမှားလေကိစ္စမရှိရှင်းရှင်းရှင်းပြောကြည့်ပါအနက်နဲ့ပူစော်တာဟိုအနောက်ကဓမ္မမိတ်ဆွေဖြေတာကျမမကြောက်ရှင့် ဩတရားနာပြိတ္တရဲ့လူနဲ့ပြောင်းဟောဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီဒါဆိုဖခင်ကလည်းလူပဲမဟုတ်ဘူးလားဖခင်ကလည်းလူပဲဆိုလူနဲ့တော့ထူးနေမှာရောမထင်ပါဘူးလေကဲနောက်ဖြေပါဦးအစင်းနဲ့ပူဇော်တာဩအစင်းနဲ့အနံ့နဲ့ပူဇော်တာအစင်းနဲ့ပူဇော်ဆိုဖခင်ကဤပန်းလှလှလေးကိုထိုင်ကြည့်ပြီးတော့လှလိုက်တာလှလိုက်တာလှလိုက်တာလို့အဲ့လိုကြည့်မှလားအနံ့နဲ့ရောအနံ့ရှူမှလား မရှူမရှူလည်းမရှူဟုတ်ကဲ့ပန်းဆိုတော့အစင်းလည်းရှိတာဗောအနံ့လည်းရှိတာဗောအမှန်တာဗောဒါပေမဲ့ဘာရွယ်ချက်နဲ့ပူစော်လဲလို့မေးစိတ်ချမ်းသာကြည်လင်ဘသူစိတ်ချမ်းသာကြည်လင်ဖို့ဖရားလားကိုလားအကိုစိတ်ချမ်းသာကြည်လင်ဖို့ဖရားကြောင်းဆောင်မှာပန်းလာထိုးထားပါလားအဲ့ပန်းလေးကြည့်ပြီဖះမမြင်တော့ဘူးအဲ့ပန်းလေးဘယ်လိုထိုးထားတယ်လဲဒီလိုလဲကြည့်ရင်တော့ဟုံးမလား အဲ့ဒါလည်းမဟုတ်ပြန်ဘူးကဲဖြေကြည့်ပါဦးရှင်းပြပါအောင်ပြောပါအောင်ချိန်ကုန်သွားမယ်အဲ့ဒါပေါ့နော်ကျမတို့မေးလာရင်လေကျမတို့မပြောပြတတ်ဘူးခက်ခက်မနေဘူးလားအဲ့ဒါသူများနင်းနေနေနာပြောလိုက်ရင်လေစိတ်တွေဆိုးရောကျမတို့ကရံပြန်ဖြစ်ဖို့ပဲရှိမရှိရှိတယ်ပေါ့တို့ဖျားတွေကတချို့ဆိုပြောတယ်တို့ဖျားမှာပုံတော်မရှိဘူးဟုတ်လားမင်းတို့ကတစ်သားကြီးကိုထုထားတယ်တစ်သားတော်ကြီးကိုးွယ်တာ ကြောက်တုံးကြီးကိုးကွယ်တာအဲ့လိုပြောရင်ခံလားမခံရအောင်လားခံရတယ်တို့ဘုရားမှာပုံရှိတို့ဘုရားအပေါ်မှာပဲအဲ့လိုပြောတာတွေရောမရှိဘူးလားတကယ်လဲတခြားဘာသာတွေမှာဖရားပုံမရှိဘူးဖရားကောင်းငင်မှာပဲရှိတယ်မင်းတို့ဘုရားဘာသာတွေကြတော့တစ်တုံးကြီးကိုးကွယ်တာကြောက်တုံးကြီးကိုးကွယ်တာလို့ပြောရင်မပြောပြတတ်ဘူးအဲ့ဒီအတွက်လည်းဖြေတတ်ရမယ်နော်တစ်တုံးကြီးကြောက်တုံးကြီးကိုကိုးကွယ်တာမဟုတ်တစ်တုံးနဲ့ကြောက်တုံးနဲ့ဖရားရဲ့ပုံကိုထုတာဖရားပုံစင်မဟုတ်ဘူး ရုပ်တုတော့စင်းတုတော့ဒါဖြေရမယ်ကဲဟုတ်ပြီဒါဖြေတတ်ပြီခုနပြောတဲ့စွန့်ကတ်တာလည်းသူများမေးလို့ရတယ်နော်အခုပန်းနဲ့ရောက်ပြီကဲဖះကိုပန်းကတ်တာဘာရွယ်ချက်နဲ့လဲဖះမွေးဖို့လည်းမဟုတ်ဘူးဖះရှုဖို့လည်းမဟုတ်ဖះလည်းဒီပန်းလေးကိုထိုင်ပြီးတော့လည်းမကြည့်နေဘူးဓမ္မမိတ်ဆွေများဘာရွယ်ချက်နဲ့လဲဆိုတော့ကျမပဲဖြေတော့မယ်ဟုတ်ပြီနော်ပန်းဆိုတာဒီ ဘယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ဒီပန်းလေးများသည်ရလာပြီဆိုနှစ်သက်မြန်နိုးလားမနှစ်သက်မမြန်နိုးလားတယောက်တယောက်ပန်းလေးတွေပေးတယ်ဆိုတာမုန်းလို့ပေးတာလားချစ်လို့ပေးတာချစ်လို့ပေးတာဟုတ်တယ်လားပန်းဆိုတာဒီချစ်မြန်နိုးမှုရဲ့တင်ကြတာဟုတ်ရဲ့လားချစ်မြန်နိုးကိုယ့်ရဲ့ချစ်မြန်နိုးမှုကိုပေါ်ပြတဲ့အနေနဲ့ဒါကိုဖျားကိုပန်းပေးတာပန်းလှူတာ ေးများအမျိုးသမီးများပေါ့ကျွန်တော်တို့အမျိုးသမီးများပန်းလေးများလာပေးတယ်ဆိုတာချစ်သူကပေးမှာလားမုန်းသူကပေးမှာလားချစ်တဲ့သူကလာပေးတာပေါ့ချစ်တဲ့သူကပန်းလာပေးအဲ့ဒီပန်းကိုချိန်မှမှညှက်မလားခေါင်းမှာပန်းလားခေါင်းဆိုတာကိုယ့်ရဲ့တကိုယ်လုံးမှာအမျက်နိုးဆုံးသောအရာခေါင်းဆိုတာလူတိုင်းကကြိုက်နာမကြိုက်တယ်လို့ခေါင်းကလည်းသပင်းလိုနေရာမျိုးကလူတိုင်း ကြိုင်တာမကြိုက်ကြဘူးဟုတ်ရဲ့လားအဲ့တော့အမျက်နှိုးဆုံးလာပေးတဲ့ပန်းကိုလေမြင်လို့ပါတယ်လို့ပြန်ပြီးတော့တင်္ခေတပြုတ်ခြင်းဘာလို့ရလဲခေါင်းမှာပန်းနေခေါင်းမှာကျမတို့လိုသပင်တိုနေတော့ပန်းလို့မရရင်ရင်မှာထိုးတယ်ဟုတ်တယ်လားဒါကြောင့်ပန်းပေးတယ်ဆိုတာချစ်မြတ်နိုးမှုရဲ့တင်္ခေတဖြစ်၍ပန်းလက်ခံတဲ့သူကလည်းမြင်လို့ဆိုတာရှိလားမရှိဘူးလားဒါကြောင့်ကျမတို့ လူမျိုးတိုင်းဘာသာတိုင်းမှာဒီတိုင်းရှိပါတယ်ခုနလိုမွေးနေ့လိုနေရာမျိုးဆိုရင်လေဟလာပန်းလက်ဆောင်မပေးဘူးလားဒါဒီအပြောပါစေမျက်နှာမှုကိုတင်ကြတာပေးတယ်ပန်းချင်းလေးတွေပေးတယ်ပန်းစည်းလေးတွေပေးလားမပေးဘူးလားကိုရီးယားကားတွေခေစားနေတော့ဒီမှာပန်းလေးများပါလိုက်ဖွဲ့ပြီးတော့များပေးလိုက်သဘောကြမကြကြတာပဲပန်းစည်းလေးတွေပန်းချင်းလေးတွေပေးကြတယ်နောက်တစ်ချက် မွေးနေလို့မဟုတ်ပဲနဲ့နေထိုင်မကောင်းဖြစ်ပြီးစေယုံတွေပါတွေတက်နေရရင်လေကျမတို့ကပန်းလက်ဆောင်လေးနဲ့ပြလားမပြလားစိတ်ကြည်လင်ပါစေဆိုပြီးတော့ပို့တယ်နောက်ဆုံးပေသွားပြီတဲ့ပန်းဂွေတို့ပန်းချင်းတို့မပေးကြဘူးလားဒါတွေအကုန်လုံးဒီตาရေးมาဖြစ်စီနာရေးมาဖြစ်စီပန်းဆိုတာချင့်မြတ်နိုးမှုရဲ့သင်္ကေတပါဒါကြောင့်ကျမတို့ရဲ့ဂျေဇုတော်ရှင်မြတ်စွာဘုရား ကျမတို့ဘလောက်တောင်ချစ်ခင်လေးစားမြင်လို့တယ်ဆိုတာပေါ်ပြတဲ့နေနဲ့အမွန်မြန်ဆုံးလှပဆုံးပန်းလေးတွေကိုဖယားမှာ ပူဇော်ခြင်းဖြစ်ပါတယ်ဖယားရှူဖို့လည်းမဟုတ်ပါပန်းဖို့လည်းမဟုတ်ပါဖယားစိတ်ချမ်းသာစေဖို့လည်းမဟုတ်ပါ ကိုယ်စိတ်ချမ်းသာစေဖို့လည်းမဟုတ်ပါကိုယ်မြန်လို့မှုကိုသင်္ကေတပြုတာပါဒါကြောင့်ဖယားမှာတန်းလို့တဲ့အခါမှာတက်တော်တင်ရှာမြတ်စွာဘုရားတို့ဆိုမြို့ကြီးပြကြီးမှာမပြောပါဘူး တော်ရဲမှာပဲသတင်းသုံးတဲ့အခါပန်းတော်ကြီးဟုတ်လားဝိဇာကသတင်းမကြီးလှူလိုက်တဲ့ပုပ္ဖာယုံเจ้าဆိုပန်းတော်ကြီးဒီပန်းဥယျာဉ်ကြီးထဲမှာမြတ်စွာဘုရားသတင်းသုံးနေဒီလိုနေမှာပဲလို့ကိုကပုံရိပ်ကလေးယူခြင်းရယ်လဲပန်းနေပူစော်တယ်ပေါ့ပန်းမဲ့လှူရတာလားမဟုတ်ပါဘူးစိမ်းလန်းနေတဲ့တိရွက်တွေပါလေရောလှူလို့မရဘူးလားပူနေတဲ့အချိန်မျိုးကြရင်ရှေးတုန်းကဆိုရင်ညောင်ရွယ်ကလေးတွေကိုချိုး၍ ရေအိုးလေးထဲမှာထိုးပြီးတာတွေအတွက်ညောင်ရေအိုးလို့ခေါ်တာအဲ့လိုလဲပူဇော်လို့ရောမရဘူးလားရတယ်ရွက်လာရွက်ကလေးတွေတပြေးရွက်ကလေးတွေနဲ့လဲပူဇော်ရင်ရောအဲနောက်ဆုံးစိမ့်စိမ့်ဆိုဆိုတရက်ရွက်လေးတွေချိုးပြီးထားရင်ရောရတာပဲတရက်တော့ထဲမှာသတင်းသုံးရင်ဒီလိုနေမှာပဲကိုကအာယုံယူတာအဲ့တော့စိုးလို့နေတာအေးချမ်းမာစေလမ်းဆန်းမာစေမျက်နှာမှုတွေနဲ့ဒီလိုပူဇော်ခြင်းဖြစ်ပါတယ်လို့ဖြေပေးရလိမ့်မယ် ုတ်ပြီเนาะဖះနန်းဖို့လည်းမဟုတ်ဘူးရှူဖို့လည်းမဟုတ်ဘူးပန်ဖို့လည်းမဟုတ်ဘူးဖြည့်တတ်ပါပြီเนาะဒါကြောင့်ပန်းလူတဲ့အခါကျရင်လဲပန်းမှာဘာရှိလဲဆိုအစင်းရှိမယ်အနံ့ရှိအစင်းဒီဝဏအနံ့ဒီကန္ဓာဝဏကန္ဓာတံပန်နန်းလို့သုံးရမယ်ဟုတ်ပြီเนาะပန်းလူကြတော့ပါဠိလို့ဘယ်လိုခေါ်လဲဒီနေရာမှာပုတ်ဖားလို့သုံးတဲ့အတွက်ဒီနေရာမှာဓမ္မမိတ်ဆွေများဣမံပုတ်ဖား 搬来呢，别受的呢。起来浇路边，不怕有，不怕阿有坡。好的了，搬阿油林呢，是来浇水，不怕有江，来讲不怕一般高。得跟山油油对对天讲，搬山也来做做做呢，没啥呀，唔。 ပန်းမှာမလှတဲ့အရွက်တွေမကောင်းတာလေးတွေဖယ်ပြီးတော့လှလှပပပြင်ဆင်ပြီးတော့ထိုးရတယ်ပူဇော်ဒါကြောင့်တက်ကိဆန်ရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ရီမန်လူတန်းပါဤဆိုရပြီပေါ့ဒါဆိုအိဗယ်သိပြီနော်ကဲပူဇော်ကြည့်ရအောင်အရဟတာဒီနဝကုနေဟိအရဟံသာရှိတော်ကိုပါတော်ဂုံတော်သူနိ ตัมปนาเจเจปิโสนอมบุโดนาจันลุนาโตอิโกเวยาพิโตมุโดโหเดนเตโตทิชาตะวิญุเมสวาพยาโกโอเกตตายีมัยฤสิริยะตาธาตุสิริธรรมสิริโอเก ပုံညာအာတဝဲခရာဝဟံဟောတုမေတပြီရောဤဤဇံပုံညာမ ကျမတို့ခုပြီးသွားတာစွမ်းတော်ကတ်နဲ့ပန်းတော်ကတ်ထူးခြားချက်ကလေးတွေ့လိမ့်မယ်စွမ်းတော်ကတ်ထဲမှာပန်းတော်ကတ်ကိုပြောင်းပြီးတော့ကြည့်ရင်ပြောင်းသွားမယ်နေရာမှာစွမ်းတော်ကတ်မှာကြည့်ရင်ဝေါနကန္နရတတံပဏံမဟုတ်ဘူးလားအဲ့ဒီနေရာလေးမှာပန်းကြရင်ရတလေးဖြုတ်လိုက်ပြီးတော့ဝေါနကန္ဒတံပဏံစွမ်းကြတော့ဣမံပိဏပါကြခါဒနီယဘောဇနီယနေရာမှာ န်းကြတော့ဣမန်ပုတ်ခတ်ဒီနဲ့ចောင်းလေးပြောင်းလိုက်တာနဲ့ကျန်တာတူမတူဒါကြောင့်ကျမတို့ကကြက်တဲ့အခါကျရင်စွမ်းကတ်တစ်ခုပဲကြက်ပြီးတော့ပန်းကြရင် ကျမတို့ကဒါလေးပြောင်းပြီးတော့စုတန်းရင်ရသွားပြီပေါ့เนาะကဲကျမတို့ဒီနေ့တစ်ချိန်ခဏနားပါမယ်